ကောင်းကင်ကံကြမဂိုင်းထဲမှာတရားဥကငါ့ကိုပြင်ပနေစောက်ကြည့်နေမှာပဲဝယ်လင်းကတော့မိန့်ဖြောတဲ့အပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ်ရှစ်ဆက်သွားမဲ့အစားသူကနောက်ကိုပြန်ဆုပ်လိုက်ပါတယ်ငါကဘာမီစမ်းသပ်မှုကိုစွန့်လို့တယ်ထို့သူပြောပြတာနဲ့ဝယ်လင်းရဲ့ပုံရင်ကစမ်းသပ်မှုကနေပြောက်ွက်သွားပါတယ်ထို့အချိန်မှာဘော်ဒီပင်အောက်မှာနူးညက်ပုံပေါက်တဲ့မျိုးသားမျိုးုံချုပ်ပြီးမျိုးလုံးထဲမှာလည်းမတိတ်ကြမှုများပြင်းထန်နေပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ဒီလူကစွန့်လို့ဖို့အတွက်အတော့ကိုလှည့်မြန်တာပဲကံမကောင်းစွာပဲဒီအခွင့်အရေးကို သူ့ရဲ့ကြင်ကြံမှုအတိုင်းတောက်ကိုကြည့်ဖို့အတွက်အသုံးပြုနိုင်ခဲ့ဘူး။ဒါပေမဲ့သူကဘလောက်ပဲအဆုံးထပ်ပါစေစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအစောပိုင်းအဆင့်ကျင့်ရသူကဘာမှမဟုတ်ဘူး။ချက်ချင်းပဲသူ့ရဲ့မျိုးလုံးများလည်းကြီးလင်သွားပါတယ်။မျက်မှောက်ကျုပ်တာလည်းရက်သွားပြီးအပြုံးတစ်ခုကပြင်ပေါ်လာပါတယ်။သူကလည်းမကြည့်ပဲတော်တော်လေးပြောလိုက်ပါတယ်။တတရားညီငယ်မင်းတို့မတွေ့ရတာတော့အတော်ကြာနေပြီ။မင်းရဲ့ခီးစဉ်ဟာအဆင်ပြေရဲ့လား။အကိုကြီးကကျွန်တော်ကိုသတိရနေရတဲ့ ျွန်တော်ရဲ့ခီးစဉ်ဟာအဆင်ပြေတာပေါ့မိမဆန်တဲ့အတန်တစ်ခုကဝေးရနေထွက်ပေါ်လာပါတယ်တစ်ချိန်တည်းမှာပဲအဖေအဝဆုံးကိုဝှထားတဲ့လူငယ်တယောက်ကရှေ့ကိုရှောက်လာပါတယ်ခြေလမ်းအနေငယ်ကိုရှောက်ပြီးတော့သူကဘော်ဒီပင်အောက်ရောက်လာပါတယ်ထိုလူကတော့ဝမ်လင်ကရောင်းဝယ်ချိုးပေါ်မှာတွေ့ခဲ့တဲ့လူငယ်ဘိုင်ဝေပါလူညံ့နဲ့ပုံပေါက်တဲ့မျိုးသားဘိုင်ဝေကိုလက်ကြည့်ပြီးအပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ်တတရညီငယ်မင်းကဆရာရဲ့မွေးနေ့အတွက်လက်ဆောင်ကိုရှာတွေ့ပြီလားဘိုင်ဝေကတော့ဝေးရကိုပေါ်တန်နဲ့ကြည့်လိုက်ပြီးအပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ် ကျွန်တော်ပြင်ဆင်ထားတဲ့လက်ဆောင်ဟာအကွေတို့ပြင်ဆင်ထားတဲ့လက်ဆောင်နဲ့ဆိုရင်ရှင်းလို့မရတဲ့ကစားစရာလေးတစ်ခုပါအဲ့ဒါပါလေပျော်ပြီးရနောက်ဘိုင်ဝဲမျက်လုံးများကအလင်းနဲ့ဖြစ်လာပြီးဝေးရောက်ဆက်ကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးထဲမှာလည်းလှုပ်ဝက်ဆန်းကျတဲ့အလင်းရောက်တစ်ခုကပေါ်လာပါတယ်နူးညံ့ပုံပေါက်တဲ့အမျိုးသားရဲ့မျက်လုံးသားကလည်းခဏတတုံ့လောက်သွားပြီးသူကပြောလိုက်ပါတယ်ဒီလူကဆရာဟင်းတာဗရာချိုးမှာကောက်ယူခဲ့တဲ့အမိခံတပည့်တယောက်ပဲသူကလွန်ခဲ့တဲ့နောက်အနေငယ်ကရောက်လာတာအခုတော့စမ်းသပ်မှု၃ခုဖြတ်တန်းနေတယ်အခုသူကတတိယစမ်းသပ်မှုမှာရှိနေတယ်သူပဲ ဘိုင်ဝီရဲ့မျိုးလုံးများကလည်းတောက်ပွားလာပြီးသူကပြောလိုက်ပါတယ်ဒါဆိုရင်အဲ့ဒါကြောင့်ဗောနုံညံ့ဘုံပေါက်တဲ့မြို့သားကလည်းပေါ်တော့တန်တယ်ပြောလိုက်ပါတယ်ဆရာသူ့ကိုခင်ရောက်တိန်ဆောင်မှာနေဖို့အတွက်စီစဉ်ပေးထားတယ်ခင်ရောက်တိန်ဆောင်ဘိုင်ဝီရဲ့မျိုးလုံးထဲကလှုပ်ဝဆန်းကျတဲ့လင်းရောင်ကပြောက်ကွက်သွားပြီးအစ်ဆက်မှုနဲ့အစားထိုးခံလဲရပါတယ်ခဏစစပြီးနောက်သူကတူတူလေးပြောလိုက်ပါတယ်အကိုကြီးကျွန်တော်အရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်ဒါကြောင့်မို့မနေတော့ဘူးအကိုကြီးရဲ့အနှစ်သုံးထောင်ရှိတဲ့အရွက်ငါးရက်ပါမျက်ပြင်တစ်ပင်ကျွန်တော်ကိုပေးပါကျွန်တော်ကမီးတလင်းကြောက်တစ်ခုနဲ့လဲလဲပါမယ်ဘလို့လဲ နူးညံ့ပုံရတဲ့မြို့သားကလည်းရင်မောလိုက်ပြီးကောင်းပြီလေငါရဲ့ကူတဲကိုသွားပြီးကောင်လေးကိုမင်းအတွက်ယူလာခိုင်းလိုက်သူကပြောလိုက်ပါတယ်ဘိုင်ဝေကတော့လက်နှစ်ဖက်ဆုပ်ပြီးလေဟန်နေထဲကိုစိုက်ကြည့်ကပျောက်ကွယ်သွားပါတယ်ဖော်ဝေပုံရတဲ့မြို့သားကလည်းမေးစေးကိုပုတ်တက်ပြီးမောပန်းနေတဲ့အမူအရာနဲ့ဆရာဒီလူကိုခင်းရောက်တိန်ဆောင်မှာနေဖို့အတွက်ဘာလို့စီစဉ်ပေးရလဲအချားနေရမှာနေရာချပင်းသူ့လန်ချောင်းကပို့ပြီးတော့ချုံးမင်းနေပါအခုတော့မိတဲ့ကိုဓာတ်ရိုက်ပစ်ချတယ်လို့ဖြစ်နေပြီသူကတွေးလိုက်ပါတယ် ကုန်းကင်စံတမှုကတော့တရားရုံးရဲ့နေပယ်ကိုစံတတာဖြစ်ပါလေ။ကုန်းကင်စံတမှုနေပယ်စံတမှုထိုးချိန်မှာပဲကုန်းကင်စံတမှုထဲမှာဝယ်လင်းကမျိုးလုံးမှိတ်ပြီးကြင့်ကြံနေပါလေ။သူကစဉ်းစားနေပါလေ။မြေကြီးစံတမှုကိုဆွန့်လွတ်ပြီးထိုးနေရာကိုရွှေ့လောက်ပြီးရတော့ထိုးစံတမှုကိုစတင်ခဲ့ပါလေ။ထိုနေရာမှာရ30ကြာနေထိုင်ခဲ့ပြီးပါပြီ။ထိုရ30အတွင်းမှာဝယ်လင်းကကောင်းကင်စံတမှုရဲ့လှုပ်ဝှက်ချက်တွေကိုအစမပြဲတွေးတောနေခဲ့ပါတယ်။ထိုနေရာမှာရှိနေတဲ့အခါသူ့ရဲ့နေပယ်ကကောင်းကင်ရဲ့အနီးစပ်ဆုံးဖြစ်တယ်လို့ခန်းစားနေရပါတယ်။ ဖုန်နေရာမှာရှိနေတဲ့အခါလက်မြောင်းလိုက်ုံနဲ့ကောင်းကင်ကိုထိနိုင်မယ်လို့ခန်းစားနေရပါတယ်။အချိန်ကလည်းတဖြည်းဖြည်းချင်းကုန်ဆုံးသွားပါတယ်။ဝယ်လင်ကအချိန်ရဲ့ယူဆကိုလည်းမေ့လျော့သွားခဲ့ပါပြီ။သူကထုံနေရာမှာမလုံမြတ်နဲ့ထိုင်နေခဲ့ပြီးတစ်ချိန်လုံးသူ့ရဲ့နယ်ပယ်ကိုထုံမပြခဲ့ပါဘူး။ဝယ်လင်ကတော့အလင်းစလုံးမရှိပါဘူး။ထုံနေရာမှာဆက်ထိုင်နေတဲ့အခါဒစုံတစ်ခုရဲ့နယ်နမဲကိုရောက်နေပြီလို့ပုံဝါစွာနဲ့ခန်းစားရပါတယ်။သူဖြတ်တန်းရတဲ့တန်တရာအလုံးနဲ့အတွေ့အကြုံအလုံးကိုပေါ်ဆလိုက်တဲ့အခါတောက်ဆူတဲ့စကလုံးကသူ့ရဲ့ဝိညာဉ်ထဲမှာဖြည်းဖြည်းချင်းပေါ်လာပါတယ်။ ထိုရာတော့ဝန်လင်းကကုန်းဝင်ဆန်တက်မှုထဲမှာ52ရက်မြောက်နေ့ပါထိုနေ့မှာသူကမျိုးလုံးဖိမိကျင့်ကြံမှုကနေလှူထလာပါတယ်မျိုးလုံးထဲမှာအလင်းရမရှိပေမဲ့လှုပ်ဝက်ဆန်းကျတဲ့အလင်းတစ်ခုကတော့လက်ထနေပါတယ်သူကထိုနေရာမှာထိုင်ပြီးစဉ်းစားနေပြီးတော့မိန်ဖြိုးတဲ့အပြုံတစ်ခုကလည်းပေါ်လာပါတယ်လူမြေကြီးကုန်းကင်ဆန်တက်မှုတွေဟာဆန်တက်မှုတွေမဟုတ်ဘူးအခွင့်အရေးတွေပဲမင်းရတာနားလဲမယ်ဆိုရင်တော့နားလဲသွားပေါ့မှာပဲ မင်းကအလင်းရမယ်ဆိုရင်တော့အလင်းကိုရမှာပဲအဲ့ဒါပဲဝလင်ကလက်ကိုဆန်ဖီမတရားလိုက်ကပုံဝင်ချင်းကိုကြီးလိုက်ပါတယ်သူကအပြုံးတစ်ခုနဲ့ငါကောင်းကင်ဆန်တမ်းမှုကိုဆွန့်လို့တယ်သူကပြောလိုက်ပါတယ် ထို့တော့ပြောပြီးနောက်သူ့ဘဝင်းချိန်ဟာမှုံဝေါသွားပြီးလဲနေသလိုဖြစ်သွားပါတယ်ဝယ်လင်းကိုအလဲဖိုးထားပြီးမြန်မြန်ဆန်မဲ့လဲပတ်နေပြီးတော့သူ့ဘဝင်းချိန်ဟာအရာအလုံးကအရေးအောင်ပဲပြတ်ကွက်သွားပါတယ်ဝယ်လင်းကအရင်ကသူရှိခဲ့တဲ့နေရာမှာရပ်နေပါတယ်ယခုချိန်မှာသူ့ရဲ့ရှိမှာခင်ရံ့ဝဆုံဝေထားတဲ့လူတယောက်ကရှိနေပါတယ်ဝယ်လင်းကိုကြည့်ပြီးသူ့စီမှာနူးညံ့တဲ့အပြုံးတစ်ခုကလည်းပေါ်နေပါတယ်ဂျူနီယာညီလေးဝယ်လင်းငါတော့ကြောက်ရှင်းရှားပါ ဆရာရဲ့ပထမမျိုးစရိတ်ထဲမှာဂိုင်းမအကြဆုံးနေခဲ့တာမေယံငေါ့စီနီယာကိုယ်ယူလို့ခေါ်လိုက်ရတယ်ဝယ်လင်းကထိုလ်လူကိုကြည့်လိုက်ပြီးတော့လက်နှစ်ဖက်ဆုပ်ကဝယ်လင်းကစီနီယာကိုယ်ယူကိုခါရဝပြုပါတယ် သူကပြောလိုက်ပါတယ်ကျောက်ရှင်ရှားကတော့မိန့်ဖြုတ်စွာနဲ့ပြုံးလိုက်ပြီးလက်ဟန်ပြန်ကငါတော့လိုက်ခဲ့ညီငယ်ဝလင်းဆရာမင်းကိုခံရအောင်တင်ဆိုင်မှာနေဖို့အတွက်စီစဉ်ပေးပြီးပြီသူကပြောလိုက်ပါတယ်ထို့နောက်မှာတော့ကျောက်ရှင်ရှားကရှေ့ရနေဥဆောင်သွားပြီးဝလင်းကတော့နောက်ကနေလိုက်သွားပါတယ်သူတို့နှစ်ယောက်ကလင်းနဲ့နှစ်ခုအဖြစ်ပြောင်းလဲသွားပြီးတော့တောင်နေရဲ့နေရှင်သွုံးနေရာကိုသွားလိုက်ကြပါတယ်သူတို့ကပြန်တန်းနေတော့ကျောက်ရှင်ရှားကကုန်းကင်ကံကြမ္မာခိုင်းအကြောင်းအသေးစိတ်ရှင်းပြနေခဲ့ပါတယ် ုလူကဟာတညာရှိပြီးစကားပြောကောင်းပါလေ။သူပြောခြင်းနဲ့အချက်ကိုလွယ်လွယ်ကူနဲရောင်းလို့ပြောလိုက်ပါလေ။ထို့ကြောင့်ဝယ်လင်ကကုန်းဝေးကံကြမ္မာခိုင်းကြောင်းကိုရိုးရှင်းစွာနဲ့နားလည်သွားပါလေ။ဝယ်လင်ကစီနီယာကိုကြီးကြောင့်အလုံးစုံမင်းသူမှာတပည့်ဗနေအောင်ရှိတာလေ။သူကမေးလိုက်ပါတယ်။ကြောက်ရှင်းရှားတော့မိဖြောစွာနဲ့ပြုံးလိုက်ပြီးတော့သူ့ရဲ့ညာလန်းနဲ့ပုံစံတစ်ခုကိုဖက်ကရှေ့ကိုညွှန်လိုက်ပါတယ်။သူ့ရဲ့ရှေ့ကမိုးတိတ်နေရရုတ်တရက်ကွဲထွက်သွားပြီးလမ်းကြောင်းတစ်ခုကဖြစ်ပေါ်လာပါတယ်။လမ်းကြောင်းစီကိုယူလျားသွားရင်သူကရှယ်မောလိုက်ပြီးဂျူနီယာညီလေးဆရာကတပည့်ခွန်ရောက်ကိုလက်ခံထားတယ်။ ငါတို့အနီလိမ့်မောအဝအစိမ့်စိမ့်ပြအပြာနုရောင်နဲ့ခရင်ရောင်ဆိုပြီးတော့ခွဲထားတယ် ါတို့နှစ်ယောက်ကခင်ရောက်အဆူရပဲသူကပြောလိုက်ပါတယ်ခင်ရောက်အဆူဝလင်းရဲ့မျိုးလုံးများကလည်းလင်းလက်သွားပါတယ်တောက်ရှင်ရှားကတော့တပင်းကိုချလိုက်ပြီးအဆူခုနှစ်ဆုထဲမှာငါတို့ခင်ရောက်အဆူကအားအနေဆုံးပဲမင်းကဒီမှာခဏနေပြီးရင်သဘောအတိုင်းသိလာမှာပါဒါကြောင့်ငါဆက်မပြောတော့ဘူးတောင်တန်းလေးကိုဖျက်ပြီးခဏတာပြန်တန်းပြီးရင်တော့မိုးတိတ်နေသေးကိုရောက်နေတဲ့တောက်ထိတ်တစ်ခုကသူ့ရဲ့ရှေ့မှာပေါ်လာပါတယ်တောင်ထိတ်မှာတော့အလွန်ခန္ဓာလွန်လာတဲ့မျော်စင်းကြီးတစ်ခုကရှိနေပါတယ်ထိုမျော်စင်းကခင်ရောက်အလင်းနှမျောက်ကိုထုတ်လုပ်ပြီးပဝင်းချင်းကိုလင်းလက်စေပါတယ် ထိုမျိုးစင်ကကဘာပေါ်ကခင်းရောက်အလုံးရဲ့ရင်းမြစ်လို့ဖြစ်ပြီးကြည်ုံနဲ့တည်းနှလုံးသားကိုတလုံးစင်းနိုင်ပါတယ်ညီငယ်ဝင်လင်းငါတော့လိုက်ခဲ့ကြောက်ရှင်းရှားတထွေးစီကိုတက်တက်သွားပြီးဝင်လင်းကလည်းနောက်ကနေအထူလိုက်သွားပါတယ်တောင်ထိပ်ပေါ်မှာနဲ့တာဝါရဲ့အောက်ခြေမှာကောင်းရင်ကံကြမ္မာခိုင်းရဲ့မေယူတွနိုင်တဲ့တပည့်တွေကကြင်ကြံနေကြပါတယ်အနည်းဆုံးလူတစ်သောင်းလောက်ရှိပါမယ် ောင်ရဲနောက်ဘက်မှာတော့အိမ်တွေကမေးမတွက်နိုင်အောင်ရှိပြီးတောင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်ထိုနေရာမှာတပည့်တွေကတောင်အိုတင်ယူနေကြပါတယ်ဒီစနစ်တွေကိုလေ့ကျင့်နေကြပါတယ်ဒါမှမဟုတ်ကျင့်ကြံနေကြပါတယ်တစ်ချက်ကြည့်လိုက်တာနဲ့ဝယ်လင်းကတစ်ချက်မိတာအနည်းဆုံးတပည့်တစ်တောင်လောက်တော့ရှိပါမယ် ုတောင်ကြီးကရောင်းအောင်မှကြီးပါတယ်အထူးသဖြင့်နောက်ဘက်တောင်ကအဆုံးရှိသလိုပါငကားကြီးတစ်ခေါင်ကိုလှဲနေသလိုပဲသတိမထားမိထိုကြီးမလာတဲ့ဂိုင်းထဲမှာလွယ်လွယ်နဲ့ပဲလမ်းပြောက်သွားနိုင်ပါတယ်ကြောက်ရှင်းရှားတော့လက်နှစ်ဖက်ဆုပ်ပြီးမပီမသားနဲ့ပြောင်းလိုက်ပါတယ်ဒီနေရာကုန်းကြီးကန်ဂျမာဂိုင်းရဲ့ခင်ရောက်ဆိုင်ပဲညီငယ်ဝင်လင်းအနောက်ဘက်မှာခင်ရောက်တိမ်အဆောင်ဝါရှိတယ်မင်းရဲ့စိတ်ဝိညာဉ်နဲ့ရှာကြည့်ရင်ထွက်လိမ့်မယ် ငါရေးကြည့်တဲ့ကိစ္စတွေရှိသေးလို့မင်းနဲ့တူလိုက်မပို့တော့ဘူး။ဝယ်လင်းကလည်းခေါင်းကြိတ်ပြီးကြောက်ရှင်ရှားကိုလှုပ်ချလိုက်ပါလေ။ပြီးတော့မိုးကျိုးလိုပဲလျင်မြန်စွာအနောက်ဘက်ကိုပြတ်တန်းသွားပါလေ။ကြောက်ရှင်ရှားရဲ့မျက်နှာကနူးညံ့တဲ့အပြုံးကပျောက်ကွယ်မသွားသေးရင်ပဲမျိုးလုံးထဲမှာတော့ထူးဆန်းတဲ့လေးနံတစ်ခုကဖြတ်ခနဲလင်းလက်သွားပါလေ။ဝယ်လင်းကပြန်တန်းနေရင်အစ်ဆက်ဆော်နဲ့နှာခေါင်းကိုရှုပ်လိုက်ပါလေ။ဝယ်လင်းကကြောက်ရှင်ရှားကိုပထမဆုံးမြင်တဲ့အချိန်မှာလူသားဆန်းတတ်မှုထဲမှာသူ့ကိုနောက်ဆက်ဖို့ကြိုးစားခဲ့တဲ့လူဆိုတာသူကသိလိုက်ပါလေ။ဒါရင်ဝယ်လင်းရဲ့ပြည်ရအကောင်းလာကြောင်းဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ပါလေ။မကြိုက်ခင်မှာပဲဝယ်လင်းက သူ့ရဲ့နဖျားယွင်ကိုဖျက်ချလိုက်တော့ပိန်ဖျော့ခန်ရော့အရှင်မများထွက်နေတဲ့နန်းတော်တစ်ခုကိုတွေ့လိုက်ရပါတယ်နန်းတော်ရဲ့အရှိတ်မှာတော့ခန်ရော့တိန်အဆောင်ဆိုတဲ့စလုံးကြီးသုံးလုံးကိုရေးထားပါတယ်ဒီကောင်းကင်ကကြမာခန်ရော့အရန်ကိုကြီးတာပဲခန်ရော့ဆိုင်ရီတစ်ခုထဲကတော့ဒီလောက်ထိကြီးတယ်ဆိုတော့ကျန်တဲ့ဌာန6ခုကလည်းဘလောက်တော့ကြီးမလဲဆိုတော့စိတ်ကူးလို့တော့မရဘူးအဓိကဆိုင်ရီကတော့ဒီထက်တော့ပိုပြီးတော့မြုံနိုင်စရာကောင်းလိမ့်မယ် ဝင်လင်းရဲ့မျိုးလုံးများလည်းတောက်ပွားသွားပြီးခရင်ရောက်တိမ်အဆောင်ရဲ့ရှေ့မှာဆင်းသက်လိုက်ပါတယ်။ခြေလန်းတလန်းလန်းတော့မဲ့အချိန်မှာပဲမြေမောင်ချုပ်ပြီးနန်းတော်ထဲကိုဆက်ကြည့်လိုက်ပါတယ်။ခရင်ရောက်တိမ်အဆောင်ထဲကနေလူတယောက်ကထွက်လာတော့သူကတွေ့လိုက်ရပါတယ်။ထိုလူကတော့ရှေယောင်ပန်းနေပွင့်နေတဲ့ခရင်ရောက်ဝဆုံကိုဝဆင်ထားတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်။ချင်းစရာကောင်းပြီးဆွဆောင်မှုရှိတဲ့မျက်နှာရှိရင်ပဲယခုချိန်မှာတော့ဝင်လင်းကိုဆက်ကြည့်ရင်တစ်ဖက်လူတွေစာနာများပြင်းထန်နေပါတယ်။မင်းကဒီနေရာကိုဝင်လို့မရဘူး။ဝင်လင်းကတော့အမျိုးသမီးကိုကြည့်ပြီးတင်ငိမ်စွာနဲ့မိလိုက်ပါတယ်။ဘာလို့လဲ။ တဖက်လူစိတ်များလည်းအမျိုးသမီးရဲ့မျက်နှာမှာပြင်းထန်နေပြီးအေးဆက်စွာနဲ့ပြက်ဖြစ်လိုက်ပါတယ်အချောင်းပြချက်မရှိဘူးနေရဘယ်နေရာမှမဆိုနေလို့ရတယ်ဒါပေမဲ့ဒီနေရာမှာတော့မရဘူးဝင်လျက်မျိုးလုံးများတော့တောက်ပေါက်သွားပြီးခင်ရောက်တိမ်ဆောင်ကိုကြိလိုက်ပါတယ်သူကခဏတာစဉ်းစားပြီးတော့ခြေလမ်းနှိုင်းငယ်ဆုပ်ကထိုင်ပြီးတော့ကျဉ်ကျန်လိုက်ပါတယ်ဝင်လေးမှပြဿနာရှာကျင်တဲ့စိတ်ကမရှိပါဘူးသူကကောင်းကင်ကန်ကြမ္မာခံကိုရွှလွှတာငိမ့်ကျန်တဲ့ကျဉ်ကျန်နေရာတစ်ခုကိုရှာပေဖို့ပါအိမ်တလုံးကြောက်တရားဦးနဲ့ရညိုးဖဲကျင်တဲ့စိတ်မရှိပါဘူးထုံနေရာရဲ့အခြေအနေကလည်းအနေငယ်ချုပ်ထွေးနေပါတယ် ကနဒါစစ်သားပြီးနောက်ထိုးရအားလုံးကခရင်ရောက်တိမ်ဆောင်တဲ့ဆက်ဆက်နေရမယ်လို့သူကယူဆလိုက်ပါတယ်။အမျိုးသမီးကလည်းဝလင်းထိန်ချလိုက်တော့အမြင်တော့မျက်မှောက်ချုပ်ပြီးအစ်ဆက်ဆောင်နဲ့ပြောလိုက်ပါတယ်။နေရအိမ်မှလည်းမနေရဘူး။ခရင်ရောက်တိမ်ဆောင်ရဲ့ကီလိုမီတာ90အတွင်း ခြေလန်းတဝန်းအောင်မနေရဘူးအခုထွက်သွားဝန်လင်းရရုတ်တရက်ခေါင်းမိုးလိုက်ပြီးတက်ဖက်လို့ရစိတ်များမျိုးလုံးထဲမှာဖြစ်ဖြစ်သွားပါတယ်ထိုမျိုးသမီးကစိတ်ဝိညာဉ်အတွင်ပြောင်းခြင်းအစောပိုင်းအဆင့်မှာပဲရှိတာမို့ဝန်လင်းကသူ့ကိုချင်းချောင်းမှုတစ်ခုလို့မျိုးစားပါဘူးအမျိုးသမီးကတော့မကြောက်မရွံ့ဝန်လင်းကိုပြန်ကြည့်လိုက်ပါတယ်ခဏကြာမှဝန်လင်းကသူ့ရဲ့ကြည့်ကိုပြန်ဦးသိပြီးမတရက်ကဝေရောက်ထွက်သွားပါတယ် သူ့ရဲ့ပုံဟိကပြောက်ကွက်သွားတဲ့အထိလေပြေချဲတိုက်လာတော့အမျိုးသမီးရသူ့ရဲ့ကြောဟာအိဆက်နေတာကိုတွေ့လိုက်ရပါတယ်။သူမကနှာခေါင်းကိုကိုက်လိုက်ပါတယ်။စိတ်ထဲကြားနေတဲ့အချီနဲ့ခံရအောင်တိမ်ဆောင်နေထွက်လာပြီးအနားမထိုင်ကကောင်းကင်ကိုမော့ကြည့်ပြီးတူတူလေးရေဦးလိုက်ပါတယ်။အကိုကြီးဆိုရင်ညီမရှိနေသေးဘသူကမှအကိုရဲ့နေရာကိုမယူနိုင်ဘူး။ဘသူကမှမရောက်ဘူး။ခရင်ရောက်တိန်ဆောင်ကနေကီလိုမီတာ90ကျော်မှာလှပတဲ့ကြောက်ဆောင်ဆုံမှာဝယ်လင်းကရိုက်လိုက်ပါတယ် သူကလက်ကိုဝင်လိုက်တော့ပြန်တန်းနေတဲ့ဓာတ်ချောင်းကပေါ်လာပါတယ်။ဓာတ်ကကြောက်ဆောင်ဆုံစီကနေပြန်တန်းသွားပြီးခနာကြမှာဂူရူကူကဖြစ်ပေါ်လာပါတယ်။ဝယ်လင်းကပြန်တန်းနေတဲ့ဓာတ်ကိုတင်လိုက်ပြီးတော့ဂူရဲကိုဝင်သွားပါတယ်။အတားစီအများကြီးကိုချပြီးတော့သူကထိုင်ချလိုက်ပြီးတပင်းကိုချလိုက်ပါတယ်။သူ့ရဲ့မျိုးလုံးတွေကတော့စင်စါထွတ်တော်နေတဲ့အလေးအောင်များပြင်းနေပါတယ်။ကောင်းကင်ကံကြမ္မာကိုင်းရဲ့ပုံဝင်ခြင်းအားထူးဆန်းနေတယ်။ငါစမ်းသပ်မှုတုံးကိုမောင်းမင်းသေးဘူး။ဒါပေမဲ့ချောက်ရှင်းရှားငါ့ကိုညီငယ်လို့ခေါ်ပြီး ဆရာငါ့ကိုခန်းရောက်တိမ်ဆောင်မှာနေဖို့တောင်းဝင်ပေးထားတယ်လို့ပြောတယ်။ပြီးတော့ဒီခန်းရောက်တိမ်ဆောင်မှာစောက်ကျက်နေရလူကရှိတယ်။ဘသူ့မှာချင်းကခွင့်မပြုဘူး။ဒါတွေအားလုံးမြခိုးရင်းနဲ့အုပ်ထားတယ်။ငါမမြင်နိုင်ဘူး။ငါဒါတွေအားလုံးကိုထိုးပေါက်မြင်နိုင်ဖို့နီလန်တစ်ခုကိုရှာမယ်။ အထူးသဖြင့်ခင်ရောက်တိန်ဆောင်ရဲ့နောက်ကွယ်ရာဇလန်းကိုညာအခါမှာကောင်းလင်းကံကြမ္မာခံရအရောင်းအုံမှာတိတ်ဆိတ်နေပါရင်ကင်းဆောက်တောင်းဝင်ကြတဲ့တပည့်နိုင်ငံရလွင်ကျန်တဲ့လူအလုံးကကြင်ကြက်နေကြပါရင်ဝင်လင်းကညာအချိန်မှာမျိုးလုံးကိုဖိလိုက်ပြီးမတရက်ကသူကိုယ်တိုင်ဖန်တီးထားတဲ့ဂူရီကနေထွက်လာပါတယ်သူ့ရဲ့မျိုးလုံးများလည်းတောက်ပတ်သွားပြီးပုံဝင်ချင်းကိုကြိလိုက်ပါတယ်ပြီးတော့ချစ်တလန်းလှမ်းလိုက်ပြီးမင်းနဲ့နေတဲ့မိခိုးတွေအဖြစ်ပြောင်းလဲကပြောက်ကွက်သွားပါတယ် ခံရောက်တိန်ဆောင်ကဝေးရမှာအိပ်ပျော့နေတဲ့တားကြီးခေါင်လိုပါပဲယခုချိန်မှာမင်းနဲ့နေတဲ့မီကိုတန်တို့ကခံရောက်တိန်ဆောင်တဲ့ကိုဝင်သွားပါတယ် ခရင်ရောက်တိန်ဆောင်မှာစုစုပေါင်း၃လက်ရှိပါတယ်။ဝယ်လင်းကပထမထပ်မှာပေါ်လာပါတယ်။ပဝင်းချင်းဟာအလဆင်ပစီများရွှေရှင်းရင်မဲ့တမန်မဟုတ်ပဲလန်ဆန်တဲ့ခံစားချက်ကိုပေးဆွမ်းပါတယ်။ပဝင်းချင်းကိုကြည့်ပြီးတဲ့နောက်ဝယ်လင်းကဒူရီယာထက်ကိုတက်သွားပါတယ်။ထိုနေရာမှာဂရင်တလုံးနဲ့ထိုင်ကုန်နေငယ်ရရှိပါတယ်။နေရာမှာတောင်းနေမြဲဗကြီကားတစ်ချို့ကိုချိတ်ဆွဲထားပြီးဗကြီဘေးမှာတော့ရှေအောင်ဓာတ်တစ်ချောင်းကိုချိတ်ဆွဲထားပါတယ်။ထိုရာအလုံးကတမန်ပုံစံပါပဲ။ဘာမှမထူးဆန်းပါဘူး။ တတိယအခန်းကတော့ကြင်ကြံမှုအတွက်အသုံးပြုတဲ့လှုပ်ဝက်အခန်းတစ်ခုပါအမိုးတော်ဝင်လင်းတစ်ခါမှမြင်မှုတဲ့ပစင်းနဲ့လှုပ်ထားပါတယ်ဘာမှမရှိသလိုပဲအပြင်ကကောင်းကင်ကိုမြင်နိုင်ပါတယ်ဝင်လင်းကထိုနေရာမှာဘာမှမထူးဆန်းတာကိုမတွေ့ပါဘူး အချိန်တွေကလည်းဖိဖိချင်းကုဆုံသွားပြီးမျက်စိတမဲ့ဒီမှာပဲဝလင်းကကုံလေးကန်ကြမာခိုင်းရဲ့ခန်းရောင်ဆိုင်မှာလဝလောက်ရှိနေပါပြီထိုလဝအတွင်းမှာဘသူကမှဝလင်းကိုလာမရှာကြပါဘူးအခြားတပည့်တွေကတော့သူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်ပြီးဝေဝေးကိုရှောင်ကြပါတယ်သူ့ကိုကယောကတခုလိုမြင်နေကြပါတယ်အလုံးစုံမင်သူကလည်းသူ့ကိုမခေါ်ခဲ့ပါဘူးအလုံးစုံမင်သူကလည်းသူ့ရဲ့အကြောင်းကိုမင်းနေတယ်လို့ပါပဲသူဖန်တီထားတဲ့ခူရဲ့ကီလိုမီတာ၁၀အတွင်းကိုဘသူကမှမွေရကြပါဘူး ထိုနေရာအလေတာမင်းနေရာတစ်ခုလိုပါပဲထို15ရက်အတွင်းမှာဝန်လင်းကိုဘသူကမှစကားတစ်ခုမှလာမပြောခဲ့ပါဘူးကြောက်ရှင်ရှားအလေပြောက်ကွက်သွားပြီးနောက်ထပ်ပေါ်မလာတော့ပါဘူးအမျိုးသမီးကတော့နေ့တိုင်းနေထွက်ချိန်မှာခင်းရောက်တိမ်ဆောင်ရဲ့ရှေ့မှာပေါ်လာပြီးတနေ့လုံးအဆောင်ကြီးနေပါတယ်ပြီးခဲ့တဲ့လဝက်လုံးလေသူမကထိုးသူပုံစံပဲလုံနေခဲ့ပါတယ်ထိုးသူဆက်သွိုင်းလေဝန်လင်းကဘာမှဖြစ်ပါဘူးဘသူကမှမနောက်ရှက်ပဲကျင့်ကြံနေတာအရောမှာစိတ်ရရပါတယ်တော်ရရင်16ရက်မြောက်နေ့မိုးလဲပိုင်းမှာဝန်လင်းကတုကူထဲမှာကြက်ကြက်နေတော့မျက်မှောက်ကျုပ်ပြီးတော့ဂူပြင်းကိုကြိလိုက်ပါတယ် ဂူပြင်းမှာအလင်းနှက်ခုကဝေးရနေပြန်တက်လာပြီးတပတ်ပြီးတပတ်ပြီးတော့မဝေးတဲ့နေရာမှာဆင်းသက်လိုက်ပါတယ်။ထိုနေရာမှာခင်ရောက်ဝဆုံဝေထားတဲ့လူအကြီးနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်။တယောက်ကတော့ဝါပြီးနောက်တယောက်ကတော့ပိန်ပါတယ်။သူတို့နှစ်ယောက်ရဲ့မျက်နှာအိဆက်နေပြီးဝင်လင်းရဲ့ဂူကိုကြည့်နေကြပါတယ်။တယောက်ကလည်းအော်ပြောလိုက်ပါတယ်။ဘယ်တပဲကဒီကြီးကဲခွင့်ပြုချက်မရှိပဲဒီနေရာမှာဂူဖင်ရတာလေအမြဲမဲထွက်ခဲ့စမ်းဝင်လင်းရတော့ဂူတွေကနေထွက်လာပါတယ်။သူရဲ့မျက်နှာကလည်းမှိုင်းညွန့်နေပြီးထိုအဖိုးကြီးနှစ်ယောက်ကိုကြည့်လိုက်ပါတယ်။ နှစ်ယောက်စလုံးကစိတ်ဝိညာဉ်အတမြောက်ခြင်းအစောပိုင်းအစမှရှိနေပါတယ်လူအိုကြီးကလည်းအော်လိုက်ပါတယ်ဒီနေရာမှာဂူဖင်ဖို့အတွက်ဘသူကခွင့်ပြုတာလဲမင်းမဒီဂူကိုဖျက်ဆီးပြီးထွက်သွားဖို့အတွက်အချိန်တစ်ခုရှိတယ်မဟုတ်ရင်တော့ဂိုင်းရဲ့စီမင်းစီကံရအဖြစ်ပေးရလိမ့်မယ်ဝန်လင်းရဲ့မျိုးလုံးများပို့ပြီးတော့ညင်သွားပြီးသူကမေးလိုက်ပါတယ်ခမရတို့နှစ်ယောက်ကဘာတူလဲစကားမပြောသေးတဲ့လူကညင်သက်ဆွမ်းနဲ့ပြောလိုက်ပါတယ် ခင်ရောက်ဆန်ရဲ့စီကတ်ထိမ့်သိမ့်ရဲ့အကြီးကဲတွေပဲဝလင်ကသူ့ရဲ့လက်ကိုနောက်ကိုဖွင့်ရလိုက်ပါတယ်ဘုံဆုံးတဲ့အတန်ထဲတူသူ15ရက်နေခဲ့တဲ့ဂူကလည်းပြိုကျသွားပြီးဖုန်နေရထွက်လာပါတယ်ဖုန်နေကြားနေဝလင်ရဲ့ပုံရိပ်ကမိတ်ဖြုတ်သွားပြီမဲ့သူ့ရဲ့မျိုးလုံးများတော့တင်းညင်နေပါတယ်အစားရန်လိုနေတဲ့အဖိုးကြီးကလည်းပြုံးလိုက်ပါတယ်ဂူကိုဖျက်ဆီးလိုက်ပြီမဲ့ဂိုင်းရဲ့စီကန်းကိုတော့ချိုးဖောက်ပြီးပြီငါတို့နဲ့အတူအဓိကခံမောက်ကိုလိုက်ခဲ့အဲ့မှာမင်းရဲ့အဖြစ်ကိုဆုံးဖြတ်ပေးလိုက်မယ်ဝလင်ကအတော့ပြင်းပြင်းရှူသွင်းပြီး ထိုနေရာကိုကြည့်ပြီးတော့တင်ငိမ်စွာနဲ့ပြောလိုက်ပါတယ်ငါအေးချမ်းနဲ့ကြင်ကြက်ချင်းုံပဲဘလူပရိယတ်ဒီမှာမှလည်းမပေါဝင်ချင်းဘူးဒါပေမဲ့ဒီကိုရောက်လာခရေရငါကြုံတွေ့ခဲ့ရတာအထင်မြင်လွဲမခံရတာလေးကြီးပဲမေးလိုက်တော့ထို့သူပြောပြီးဝယ်လင်းကရှေ့ကိုတူလာပြီးသူ့ရဲ့တုံတော်အေးကိုပို့လိုက်ပါတယ်ဝင်းညင်ကြဘိုးကလည်းသူ့ရဲ့လက်ထဲမှာရုတ်တရက်ပေါ်လာပြီးငကားတကောင်လိုထိုနေရာစီကိုရိုက်ပို့လိုက်ပါတယ် ထုံနှစ်ယောက်ရဲ့မျက်နှာတွေကလည်းအလင်းမြန်မဲပြောင်းလဲသွားပြီးနောက်အမြင်မဲဆုတ်လိုက်ပါတယ်သူတို့နှစ်ယောက်စလုံးကလည်းမန်နံများကိုရွှေ့ဆုတ်လိုက်တော့တယောက်စီကလည်းအနှောက်နဲ့အဖင်အောင်အလင်းနှံများကထွက်လာပါတယ်လူအကြီးတယောက်ကလည်းအမြင်မဲအော်လိုက်ပါတယ် စီကံထိန်းသိမ်းရေးအကြီးအကဲကိုမေယာတိုက်ခိုက်ရေးတယ်ဒူဝါရင်ဝင်းညင်ကြဘိုးကတော့ရန်အောင်မြန်မာတွင်ဝင်းညင်ကြဘိုးကရိုက်ပြီးနောက်အော်နီရဲ့လူကြီးရဲ့မျက်နှာကလည်းချက်ချင်းပဲပြောင်းလဲသွားပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းတုံသွားပြီးအကွက်တန်တစ်ခုနဲ့တူနောက်တို့ဖို့ခံရရပါတယ်သူ့ရဲ့ပါဇက်တော်ကနေသွေးများကလည်းထွက်လာပြီးသူ့ရဲ့မူလာဝင်းညင်ကသုံးလုံးမလောက်ထွက်လာပါတယ်ဝင်းညင်ကြဘိုးကမူလာဝင်းညင်ကိုတိုက်ခိုက်ရမှာအထူးကြွကျင်ပါတယ်သူ့ရဲ့မျက်နှာမှာလည်းမြုပ်ချနိုင်စရာကြောင်းမှုများပေါ်လာပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းဝင်ဖို့အတွက်ရုန်းကန်နေပါတယ်ဒူဝါရင်ဝယ်လင်းကတော့သူ့ကိုအခွင့်အရေးမပေးခဲ့ပါဘူး ဝင်လင်းရဲ့လက်ချောင်းများလေထဲမှာမြင်းကွေးတစ်ခုကိုဆွဲလိုက်ပါတယ်အနီအောင်လက်စည်းမြင်းကွေးတစ်ခုကိုလူဦးကြီးစီကိုပြုတ်လိုက်ပါတယ်လူဦးကြီးရဲ့မျက်နှာကလည်းအယောင်းအောင်မှဆိုးရသွားပြီးပြူတွေတအုပ်ထွက်ထုတ်ပြီးလက်စည်းမြင်းကွေးတွေကိုတားဆီးလိုက်ပါတယ် နောက်ကကြီးကဲမျက်နှာတော့ချက်ချင်းပဲဖြူရသွားပြီးဘာပြောပဲသူ့ရဲ့လက်ထဲကအဖျော်အလင်းကိုရှေ့ကိုပြလိုက်ပါတယ်ခင်ရောက်ဓာတ်ချောင်းကသူ့ရဲ့လက်ထဲမှာချက်ချင်းပဲပေါ်လာပြီးဝန်လင်းကိုထိုးပြီးတော့អော်လိုက်ပါတယ်ကျဲခုနှစ်ဆင်း꽌ကြည့်ချင်းသူကပြောပြတာနဲ့ခင်ရောက်ဓာတ်အကွဲပြီးအပိုင်းခုနှစ်ပိုင်း꽌သွားပါတယ်ဓာတ်အပိုင်းခုနှစ်ပိုင်းကစစ်တီတော်တောင်းတောင်းရဲ့အချိန်မှောက်တည်ဆောင်ပြီးဝန်လင်းစီကိုတိုးဝင်လာပါတယ်ဝလင်ကရုတ်တရက်လက်ကြည့်လိုက်တော့သူ့ရဲ့မျက်လုံးများတောက်ပွားလာပါတယ်။တဖက်ကျင်စိတ်အမြောက်များလည်းသူ့ရဲ့မျက်လုံးကနေထွက်လာပါတယ်။ဘော ဝလင်းရဲ့မျိုးလုံးထဲကတစ်ဖက်ချင်းစဲကိုမြင်တဲ့အခါအဖိုးကြီးရဲ့နှလုံးသားတလုံးသွားပါတယ်ထိုအချိန်မှာဝလင်းကသူ့ရဲ့တလုံးအိတ်ကိုပို့လိုက်ပြီးကောင်းကင်ဘုံဓာတ်ကလည်းမူကျုပ်လိုမျိုးလှိမ့်မဲ့စွာပို့လာပါတယ်ကောင်းကင်ဘုံဓာတ်ကပို့လာပြီးနောက်ပို့လာတာဝလင်းကုရန်တော့အလိုအမသတိထားရတဲ့လာကျန်းသားပါဒတိုင်းတိုင်းမိရှိတံများကလည်းထပ်ပေါ်လာပါတယ်ဓာတ်ခုနှစ်ချက်ကလည်းကောင်းကင်ဘုံဓာတ်ရဲ့ဖီအားကြောင့်အနီးကမရောက်လာခင်မှာပဲကွဲကျစ်သွားပါတယ်ရှူလီကော်ရဲ့ရင်မိုးတောင့်ကိုလည်းကောင်းကင်ဘုံဓာတ်ရဲ့အနေနဲ့ကြားနေရပါတယ်တွန်းဆုံနေချင်းမရှိပဲအဖိုးကြီးကချက်ချင်းပဲထွက်ပြေးဖို့အတွက်လဲလိုက်ပါတယ် သူကအရင်ကဖျက်ဖျက်ခဲတာတွေကိုရှင်းရှင်းလင်းလင်းနဲ့မြင်လိုက်ပါတယ်။ဒါကခုနှစ်ချက်ကိုကွဲကြည့်သွားစေတာကောင်းဝင်ထားကြောင်မဟုတ်ပဲနောက်ကနေလာနေရဲ့လာချမ်းသားကြောင့်ပါထိုလာချမ်းသားမျက်စိတမိတ်တွင်မှာပဲခုနှစ်ခါလွှဲလိုက်ပြီးဒါကခုနှစ်ချက်လုံးကိုထိမှန်ပြီးတော့ကွဲကြည့်စေခဲ့ပါတယ်။ သူကတဲ့သူ့ရဲ့အမျက်နှုံးကအလွန်အမျက်နှုံးနဲ့အတွက်ဓာတ်ခွနဲ့ချက်လေဒပိုင်နဲ့ထဲကွဲကြည့်သွားတယ်လို့ထင်ရပါတယ်။ထိုရောင်မြင်ပြီးနောက်အဖိုးကြီးကဘလူးလုတ်ပြီးမတုံလုတ်ပဲနေနိုင်ပါလေ။သူ့ရဲ့စိတ်ထဲမှာလေတိတိစိတ်နဲ့ညှို့နေပြီးပါတယ်။ထိုးထိုးဖြစ်လာမယ်ဆိုတာသိခဲ့မယ်ဆိုရင်ကြောက်ရှင်းရှားရဲ့စကားကိုသူကနားမထောင်ခဲ့ပါဘူး။ယခုတော့နောက်ကျသွားပါပြီ။ဝလင်းကထိုအဖိုးကြီးကိုလက်အောင်မကြည့်ပဲသူ့ရဲ့မူလာဝဉ္ဇဉ်ဒဏ်ခံနေရတဲ့အဖိုးကြီးစီကိုတစ်ချက်ထင်နဲ့ရောက်ရှိသွားပါတယ်။အဖိုးကြီးကလည်းမိုးကျဆက်ကွင်းကိုခုခံနေရဆဲဖြစ်ပြီးဝလင်းကနီကလာတော်ကိုခန်းဆောင်ပြီးတဲ့အခါ ခုခဏကိုလက်လျှော့ပြီးထွက်ပြေးဖို့အတွက်ပြေးလိုက်ပါတယ်ဝယ်လင်းရဲ့မျိုးလုံးများတော့အိဆက်နေပါတယ်သူကလက်ကိုဝင်ရလိုက်တော့အတားစီးလန်လည်းသူ့ရဲ့လက်ထဲမှာပေါ်လာပါတယ်တစ်ချက်ဝင်ရလိုက်တော့မေးမတွက်နိုင်တဲ့အတားစီးများပေါ်လာပြီးအဖိုးကြီးရဲ့မူလဝန်းကျင်ထွက်ပြေးမဲ့လမ်းကိုလုံးဝပိတ်ဆို့လိုက်ပါတယ်တစ်ချိန်တည်းမှာပဲလက်ကိုဆန်းထုတ်လိုက်ပြီးပြန်လာခဲ့သူကပြောလိုက်ပါတယ်မူလဝန်းကျင်ကသူ့ရဲ့နောက်ကနေပြင်းထန်တဲ့ဆွမ်းအားတစ်ခုကလာနေတာကိုခံစားမိနေပါတယ်အတားစီးတွေကရှိနေမဲ့ဖျက်ချော့ဖို့အတွက်အချိန်နိုင်ငယ်ကိုပဲလိုတာပါဒူဝါရင်ယခုချိန်မှာထိုအချိန်နိုင်ငယ်လေးရအောင်မရှိတော့ပါဘူးသူကသွားတွေကိုတင်းတင်းကျပ်ပြီးရုတ်တရက်လက်ကြည့်ပြီး ော့သူကအလှိုက်ပါတယ်ငါစီကံထိတ်သိမ်းရေးအကြည့်ခဲ့ပဲမင်းကအလုံးစုံမင်းသူရဲ့တပည့်ဖြစ်နေတော့ငါ့ကိုတတ်မဲ့ဆိုရင်ဂိုင်းရမင်းကိုအပြစ်ပေးလိုက်မယ်ဝယ်လင်းကတော့ချိန်မောလိုက်ပါတယ် မင်းကငါရဲ့ကိုကြီးကိုတော်ကိုတိမြဲပုံရတယ်။သူရဲ့ညာလက်ကိုပြန်ဆွဲလိုက်တော့မူလာဝဉ္ဇဉ်ကဝမ်းနေစွာနဲ့အော်ဟစ်လိုက်ပြီးပြန်ဆွဲခံလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဝမ်လင်းကသူ့ရဲ့တူတော်အဲ့ကိုပို့လိုက်ပြီးခေါင်းလောင်းတစ်စုံကထွက်လာပါတယ်။ခေါင်းလောင်းကမီတာ3မီတာထိကြီးထွားလာပြီးဝမ်လင်းကမူလာဝဉ္ဇဉ်ကိုခေါင်းလောင်းထဲကိုပြစ်ထည့်လိုက်ပါတယ်။ခေါင်းလောင်းကလည်းမူလာဝဉ္ဇဉ်ကိုချုံ့နှုတ်ထားပါတယ်။တန်းစင်လိုက်ဝမ်လင်းကအော်ဟစ်ပြီးတော့လက်ကြည့်လိုက်ပါတယ်။ထိုနေရာမှာနောက်ထပ်အဖိုးကြီးတစ်ယောက်ကခါတိတဲ့မျက်နှာနဲ့အတူနောက်ကိုပြန်တိုးခန့်နေရပါတယ်။သူကလည်းဝမ်လင်းရဲ့ပစ်တရာအတွင်းမှာရက်နေပြီးလှုပ်ရှားရဲမှမဟုတ်ပါဘူး။လာဂျန်ဒါကလည်းသူ့ရဲ့ရှေ့မှာချင်းချောင်းနေပြီး ပြီးရှူလီကောရဲ့လုံပြောင်တဲ့ခြေတန်းကလည်းကုန်းကင်းဘုံဓာရီကနေထွက်လာပါတယ်။မီးလေးမင်းရဲ့အဖိုးရှူအတွက်ညင်ညင်လေးရက်နေစမ်းမင်းကတလမလှုပ်ရင်ငါမင်းကိုတပိုင်းလှီးပေးမယ်။ဝန်လင်းကတော့အဖိုးကြီးကိုတင်ကျင်စွာနဲ့ကြည့်ပြီးဖိဖိချင်းပြောလိုက်ပါတယ်။ဒီနေရာငါ့ကိုညင်ညင်လေးစီခြေတန်းပုံကိုပို့ဦးဆိုရင်ငါကလည်းနည်းနည်းထုတ်ပြလိုက်မယ်။ အခုပြောပါအောင်အရင်ကခင်ရောက်တိန်ဆောင်မှာဘသူကနေခဲ့တာလဲအဖိုးကြီးရဲ့မျက်နှာတစ်ခုလုံးကလည်းဖြောဖြောနေပါတယ်သူ့ရဲ့အမည်မှာပျက်စီးနေတဲ့ကျင်းရံချင်းချူကကျင်းရံသူတယောက်အမိုက်လို့တမတ်ထားတဲ့လူကဒလောင်းတော်မှာအဆွမ်းထက်မယ်လို့ဘယ်တော့ကမှမထင်နိုင်ခဲ့ပါဘူးထိုလူကသူ့ကိုခဏလေးအတွင်းမှာပဲဖမ်းမိတော်ပြီးအခြားလူတယောက်ကိုလည်းတန်းစင်နေပါတယ်ထိုအဆွမ်းစားစိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလေအဆင်ကျင်းရံသူတွေရပဲပြသနိုင်တဲ့အရာပါထိုအချိန်ကသူ့ဘဝမှာနောက်လာရတဲ့အချိန်တွေထဲကတစ်ခုပါပဲကြောက်ရှင်းရှားရဲ့စကားကိုနားမထောင်ခဲ့ဘူးဆိုရင်ထိုကဲ့သို့အချိန်တွေဖြစ်မလာပါဘူးယခုချိန်မှာအဖိုး ကြီးတဲ့မွေးတဲ့နေရာခေါင်းလောက်အောက်မှာပိတ်မိနေတဲ့သူ့လှုပ်ဖို့ကင်ဖဲရဲ့ဝင်တရာခန်းစားနေရတဲ့အော်တန်များကလည်းထွက်ပေါက်နေပါတယ်။တန်းစင်ခံရတဲ့နာကျင်မှုကိုသူကရှင်းလင်းလင်းခန်းစားနေရပါတယ်။အော်ခေတန်များကအဖိုးကြီးရဲ့နားထဲကိုရောက်လာတဲ့အခါသူကတပြင်းကိုချပြီးခုခန့်ဖို့အတွက်ဆာနာကိုဆွလုပ်လိုက်ပါတယ်။ဝယ်လင်းကိုရှုပ်ထွေးတဲ့မူရန်နဲ့ကြည့်ပြီးသူ့ကိုအရင်လုပေးပါ။ငါတို့ကမှားသွားပါလေ။မင်းရပါတီးချင်းလေ။ငါတို့ကပြပြပါမယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။